ကိုင်းတိုင်းကိုဗဟုပြုပြီးခုနှစ်တရမခုနှစ်ပြင်အားနဲ့လှုပ်ခတ်သွားတဲ့ငလျင်ကြီးက မိုင်600ကျော်ဝေးတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့အထိပျက်စီးခဲ့ပေမယ်။မွန်ပြည်နယ်ကကြိတ်သီးရိုးစီတီပြုံးမကြတာတာမန်ရောဟုတ်ပါရဲ့လား။ပြေလှုပ်နေလှုပ်နေကဘာမီမိနေပြအပေါ်တီထောက်ကိုွယ်ထားကြတဲ့ဖရာပထုဇီဒီပေါင်းများစွာ မြေခခရပေးမယ်။ကြောက်အစုံပေါ်ဘေးအကူအညီမပါပဲတီတီလေးမင်းတင်နေတဲ့ဒီထူးဆန်းတဲ့ကြောက်လုံးတော်ကြီးဘာကြောက်ပြောင်းမကြတာလဲ။ဒါကတော့ယူပဗေဒဥပဒေတာကိုစာကြည့်နေတဲ့ကျွန်တော်တို့မြန်မာပြည်ကထူးဆန်းတဲ့ဖျားစိတ်ထရွဇီဒီပဲဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး2025ခုနှစ်မတ်လ28ရက်နေ့စကိုင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတောင်းဆိုထားကြတဲ့ပြင်းထန်တဲ့ငလျင်လှုပ်ခတ်တုံခါမှုနဲ့အတူ ကျိတ်ထီယုတ်ဖျားရဲ့အောက်ခံကြောလုံးတော်ကြီးဘာကြောင့်ပြုံးမကြတယ်လဲဆိုတဲ့အကြောင်းအရာကိုဘာသာရေးအမြင်နဲ့ရောသိပ္ပံပညာအမြင်နဲ့ပါဘဟုတုတဖြစ်ပွဲစိတ်ဝင်စားပွဲရှင်းလင်းဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ဟုတ်ပါဘူး။ဘယ်ပါလဲ။လိုင်းမလွှဲပါနဲ့။ဘာလုံးလုံးလုံး။အကုန်လုံးချက်ဖို့ရတယ်ဥစား။ကျွန်တော်ကတော့ဇာနီပဲဖြစ်ပါတယ်။ ကျစ်ဒီယိုဖျားလို့ပြောလိုက်တာနဲ့မြမသမကကဘာကပါ Golden Rock တောင်ဆောင်ပေါ်ကကျောက်စီတီကြီးကိုအလုံးပဲတီးကြမယ်လို့ထင်ပါတယ်ဒီကျစ်ဒီယိုစီတီဟာတောင်ကိုအစွန်းကကျောက်ဖြားကြီးပေါ်မှာထူးထူးခြားခြားတည်ရှိနေတဲ့အတွက်တကဘာလုံးကလူတွေရဲ့စိတ်ဝင်စားမှုကိုခံရတယ်လို့တမူထူးခြားတဲ့တမိုင်းကျောင်းရာတွေရောက်လဲကျွန်တော်တို့ဗောဓဘာသာဝင်တိုင်းအထုံးမြထားတဲ့ဘာသာရေးဆံရာအထူးစားဆုံးစီတီတစုလည်းဖြစ်ပါတယ် ဒီကြောက်လောင်းတော်ဘောကစစ်ထီယုစီတွေကိုတိုက်တာရေးတဲ့နဲ့တရားမင်းတီးခဲ့တာဖြစ်ပြီးဂေါရမမြတ်စွာဘုရားရှင်ရဲ့ဆန္ဒအစ်စ်တွေကိုသာမနာထားကြောင်းစစ်ထီယုဘုရားတမိုင်းနဲ့မွန်ရံစွေစီတီဘောင်းချုပ်တမိုင်းမှာရေးသားထားတာဖြစ်ပြီးဒါကိုကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တန်းကလက်ခံယုံကြည်နေပါတယ်တိတ်တိုင်တိနိုင်ရွာစံခန်းဒီအချိန်မှာဗုဒ္ဓရဲ့ဆန္ဒအစ်စ်တွေကိုဥကောင်းပေါ်ရွတ်ထားလို့တဲ့သဘောနဲ့ ခုမြင်နေရတဲ့ဤသိဥကောင်းတရံကျောင်းလုံးတော်ကြီးကိုမဟာသမုတ်တရားအောက်ကနေတရားမင်းကြီးကရှာဖွေယူလာပေးပြီးဗုဒ္ဓဆန်တော်တွေကိုထမနာထားခဲ့ကြောင်းသိရပါတယ်ဒါကြောင့်မွန်ဘာသာစကားအရကြိုက်စော့ရေးလို့အတန်းထွက်ပြီး ြန်မာလိုအသေးပဲကတော့ရတဲ့ဥကောင်းနဲ့ရွက်ထားတဲ့ဇေဒီစိတ်ထယူဖျားလို့ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲတရားမင်းတီးခဲ့တဲ့ဖျားနဲ့ဣတိဥကောင်းတရံဒီကြလုံးတော်ကြီးကိုနတ်ကောင်းနတ်မြတ်တွေကာကွယ်ဆောက်ရှောက်နေကြတယ်လို့ယုံကြည်ကြပါတယ်။ဒီကြိုက်တရုပ်စီဒီရဲ့အောက်ခံကြောက်လုံးတော်ကြီးဟာအလေးကျန်အဖြစ်633ဒသမ၄၅တန်ရှိပြီးဒုတယ်ကတော့244ဒသမ၅ရှိမီတန်ရှိပါတယ် တန်ချိန်600ကျော်လေးတဲ့ဒီကြောက်လောင်းတော်ကြီးဟာရည်ဆွဲရဥပဒေကိုစတင်ပြီးကြောက်တောင်အဆုံးပေါ်မှာအကူအညီမပါဘဲထူးဆန်းစွာတည်ရှိနေတာလည်းဖြစ်ပါတယ်။ပေ90လုံးပတ်ခကြီးမားတယ်လို့ပြောလို့ရတဲ့ဒီကြောက်လောင်းတော်ရဲ့အပေါ်မှာမှစကူဒရမ၄ငန်းတန်လေးတဲ့ညံတော်15ဘီမြင့်တဲ့ဇီဒီကိုထပ်မံတည်ထားခဲ့တာလည်းဖြစ်ပါတယ်။ပိုပြီးအောက်အောင်ဖို့ကောင်းတာကကြောက်လောင်းတော်နဲ့အောက်ခံကြောက်ထိဆက်နေတဲ့ဧရိယာဟာခုနပေခါသာရှိတာကြောင့် ဒီလိုမဆောက်လှတဲ့တောင်ဆောင်ပေါ်မှာတီတီလေးမေးတည်နေတာပဲဖြစ်ပါတယ်။ဒီနေရာမှာပြောစရာတခုရှိတာကကျွန်တော်တို့ဖိုးဖွားခေတုန်းကဆိုကျောက်လုံးတော်ကြီးနဲ့အောက်ခံကျောက်လုံးဝထိစမ်းမှုမရှိပဲကျင်းမတိုးစာပွာဟနေပါလေဆိုတဲ့ပြောစကားပဲဖြစ်ပါတယ်။ကျောက်လုံးတော်ကြီးနဲ့အောက်ခံကျောက်ထိစမ်းမှုမရှိပဲနီးတချမ်းစာကွာဟနေကြောင်းကျောက်တုံးကြီးရဲ့အောက်ကိုတေချာချောင်းကြည့်ရင်အခုအချိန်ထိအလင်းတန်းတစ်ခုတွေ့ရမှာဖြစ်ပြီး ဒီအနေအထားနဲ့လူတယောက်တွားသွင်းရင်တော့ဒီကြောက်လုံးတော်ကြီးလောက်ခါနေတယ်လို့လည်းသိရပါတယ်။တမန်လူသားတယောက်ရဲ့တောင်းအားနဲ့လောက်ခါနေတတ်တဲ့ဒီကြောက်လုံးတော်ကြီးကပြင်းအမြင့်ငလျင်တန်းအချိန်ချင်းလောက်ခခဲ့တာတော့ဘာကြောက်ပြောမကြလာလဲ။ 2025ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်သွားတဲ့စကိုင်းငလျင်ထက်အကွာအဝေးပုံမှုနီးကတဲ့1930ခုနှစ်မေလ9ရက်နေ့ကလှုပ်ခတ်ခဲ့မှုတဲ့ဘကုန်းငလျင်တောင်ဒီကျက်တိယဖျားပြုံးမကြခဲ့ပါဘူးမြန်မာတရက်1992ခုနှစ် AD 1930ခုနှစ်မှာလှုပ်ခတ်သွားခဲ့တဲ့ဘကုန်းငလျင်ကတော့မြန်မာပြည်တောင်ပိုင်းမှာအပြင်းထန်ဆုံးဖြစ်ခဲ့ပြီးငလျင်ပြားခုနှစ်တည်းမှ9အထိရှိပြီးစတူယာမိုင်ပေါင်းအသိန်း2000ပတ်လည်အထိ ပြန်ထန်လှောက်ခတ်သွားကကျွန်တော်တို့ရဲ့ပကူးမြို့တစ်မြို့လုံးပျက်စီးသွားခဲ့ရပါတယ်။အဲ့ဒီငလျင်ကြောင့်နှစ်ပေါင်း1500ကျော်တက်တန်းရှိတဲ့ရွှေမော်ရော့စီတီကြီးမှာအောက်ပထမပစ္စယအထိမြေခပစ္စည်းခဲ့တဲ့အပြင်ပကူးမြို့နဲ့44မိုင်ဝေးတဲ့ရန်ကုန်ကရွှေဒီကုန်စီတီစိန်ဖူးတော်တောင်မြေခခဲ့ရပါတယ်။ဒီနေရာမှာပြင်းအားအစ်ခုနှစ်တန်းမှ5အထိလှုပ်ခတ်သွားခဲ့တဲ့ဒီပကူးငလျင်နဲ့ ခွန်ဆက်သမိုင်းသားဝေးပြီးမဆောက်လှတဲ့တောင်စွန်းပေါ်မှာတီတီလေးမေးတင်ထားတဲ့ဒီကြက်ထီယိုစီဒီဟန်ချင်မပြက်ပြုံးကြတာကတော့လုံးဝမဖြစ်နိုင်တဲ့အနေထားပါတိုက်ပန်ဤပညာအရာလဲဒါကိုရုံရဖို့အတော်ကိုခက်ပါတယ်ဒါကြောင့်ပဲလူတွေကသူစားတဲ့ဒီအနေထားနဲ့အရန်ကိုစိတ်ဝင်စားခဲ့ကြပြီးကျွန်တော်တို့လိုဗုဒ္ဓဘာသာဝင်တွေကတော့ဒီကြိတ်ထယူစီဒီရဲ့ကြောက်လွန်တော်ကြီးပြောမကြတာဟာ သဒ္ဒနာဆောင်နာများစောက်ချုပ်နေခြင်းသာဖြစ်ကြောင်းအခိုင်အမာယုံကြည်ကြပါれ။ဒါပေမဲ့အခြားတစ်ဖက်မှာတော့တိတ်ပံပညာအရဒီကျလုံးတော်ကြီးပြောမကြတာဟာဟန်ချက်ညင်နေတယ်လို့ဆိုပါれ။တိတ်ပံသဘောအရကျော်လုံးတော်ကြီးနဲ့ CD နှစ်ခုပေါင်းအလေးချက်ရဲ့ဗဟိုချက်ဟာအောက်မှာထိဆက်နေတဲ့ contact area ရဲ့အသွင်ဘက်နဲ့လက်ပတ်ဝေယူ axis of rotation ရဲ့အသွင်ဘက်ကိုရောက်နေတဲ့အတွက် ဆောင်းဆောင်းကြီးငြိမ်နေတယ်လို့ဆိုပါတယ်။တကယ်လို့ကျောက်လုံးတော်ကြီးကဝင်းရိုးကနေကျုံထွက်ပြီးကျောက်ကမဘက်ကိုချော်လဲသွားမယ်ဆိုရင်တော့ပျောက်ကျသွားနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဗောဓဘာသာဝင်တွေကတော့ဒီတိတ်ပန်ဘောဓရားထက်သာသနာဆောင်နာများရဲ့အမခန်းဆောက်ရှောက်မှုကြောင့်ဒီကျောက်လုံးတော်ကြီးပြောင်းမကျကြောင်းကိုပိုပြီးလက်ခံမှဖြစ်တယ်လို့ဒီခုဗီဒီယိုကိုကြည့်ရှုနေကြတဲ့လူတန်းရဲ့အမြင်သဘောထားတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ် နောက်ဆုံးအနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံကလေးစုတပ်ပုံရှူဒီကွန်စီတီတော်ပြီးရင်ဒီကြိုက်သရုပ်ဆန်တော်ရှင်စီတီတော်မြတ်ကြီးဟာအထင်ရှားဆုံးကြီးညိုစရာအကောင်းဆုံးနဲ့တပ်ပယ်စွာဆက်လက်တည်ရှိနေပါကြောင်းဘုဒ္ဓသာဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါ၏။ဒါပန်ဒါပတ်တွေမှာလေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာအသေးများကိုဝေမျှပေးသွားအောင်ပါဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ အဆုံးထိကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ညီအကိုများနဲ့မြန်မာပြည်သူပြည်သားအပေါင်းဆက်ချမ်းသာကိုကြမှာရှိကြပါစေ။တဘာဝဘေးအန္တရာယ်ပေါင်းမှကင်းဝေးပြီးတာယာပြိုရှင်တဲ့ဘဝတွေကိုစီပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းဝေမျှပေးလိုက်ရပါတယ်။